အိန္ဒိယနိုင်ငံက၃နှစ်အရွယ်ကလေးငယ်လေးတယောက်ဟာကမ္ဘာစစ်သူရင်လောကမှာမတ်တမ်းအသစ်တစ်ခုတင်လိုက်ပါတယ်။သူကတော့ဆာဝဂျာစင်ဂုရှ်ဝါဟာပါ။ဆာဝတ်ဂျာလီဟာ အခုလက်ရှိမှာအသက်3နှစ်9လနဲ့ရက်20ပဲရှိပါသေးတယ်။အဲ့ဒီအရွယ်နဲ့ပဲနိုင်ငံတကာစီးသူရဲ့အဖွဲ့ချုပ် FIDE FID ရဲ့တရားဝင် အစစ်သက်မှတ်ချက် reading ကိုရယူနိုင်ခဲ့တဲ့ကမ္ဘာအငယ်ဆုံးကစားသမားဖြစ်လာပါတယ်။ FIDE fighting rating ရဖို့ဆိုရင် အစစ်တမဲ့ခံထားရသူ အနည်းဆုံး9ယောက်ကို အနိုင်ရပြီး အနိုင်ဆုံး rating 1400ရဖို့လိုပါတယ်။ဒီ3နှစ်တာလီကတော့ rating က1590နှစ်တောင်ရှိပါတယ်။စာဝတ်ကြာလေးရဲ့ဇာတိကတော့ Maya Pradesh ပြည်နယ်ပါ။သူစစ်သူဘရင်ကိုစကားစားတာအသက်နှစ်နှစ်လောက်ကလေးကလို့သူ့ရဲ့အဖေစင်ဒါစင်ကပြောပါတယ် တရက်ကိုစစ်သူရင်၄နာရီကနေ၅နာရီအထိကစားပြီးညဘက်အိမ်နေရာကနိုးလိုက်ရင်တော့နနာနေနေမရှိဘဲနိုင်ပေါင်းများစွာကစားနိုင်တယ်လို့ဆိုပါတယ်။သူနဲ့ရွယ်သူတခြားကလေးတွေနဲ့မတူဘဲနဲ့စပွဲပေါ်မှာစိတ်ရှိရှိနဲ့ငြိမ်ငြိမ်ထိုင်နိုင်တဲ့အချင်းကသူ့ကိုအောင်မြင်စေခဲ့တာလို့သူ့အဖေကယုံကြည်ပါတယ်။2025ခုနှစ်အတွင်းစာဝဲကြလေးဟာကပအဆင့်ဝင်အသက်20ကျော်ပြိုင်ဘက်3ယောက်ကိုအနိုင်ကစားခဲ့ပါတယ်။